အဲ့တော့ကျေးဇူးတင်တတ်တယ်ဆိုတာတမန်ပုဂ္ဂိုလ်တွေတင်တတ်တာမဟုတ်ဘူးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တော်အနေနဲ့ဘုရားကိုကြီးညိုကိုးကွယ်ပြီးတော့ဘုရားရဲ့တပည့်တော်ကဖြစ်နေလို့ရှိရင်တို့တွေကကျေးဇူးကမ်းတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမဖြစ်စေရဘူးကျေးဇူးတည်တတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်ကျေးဇူးတည်ခြင်းဟာကိုယ့်ကိုကြောင်ညာစရာမလိုဘူးသူတော်ကောင်းစင်ရင်ဝင်မယ် ဒီရည်ချင်းကမိမိကိုသူတော်ကောင်းအဖြစ်ပို့ဆောင်ပေးခြင်းသာလည်းဖြစ်တယ်။ဘာဖြစ်လို့လဲကိုကျင့်သုံးတဲ့တရားကိုကျင့်သုံးတဲ့တရားကသူတော်ကောင်းတရားဖြစ်သည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကလည်းသူတော်ကောင်းဖြစ်သွား။ရွှေပင်နာတော့ရွှေကြီးဆိုတာလို့ပေါ့နော်။ကိုလုပ်တဲ့လုပ်ကောင်းသည့်ကောင်းသည့်အတွက်ကြောင့်ကောင်းမြတ်တဲ့အည်သွေးတွေကိုရတာပဲပေါ့။ယေရှုတရားဆိုတာ ဘယ်ကပဲဖြစ်ဖြစ်မမေ့အပ်တဲ့အရာတစ်ခုအမေအရာတစ်ခုသာဖြစ်တယ်အဲ့ဒီကျေးဇူးတရားကိုတိတတ်တဲ့ပုဂ္ဂိုလ်ကျေးဇူးတရားကိုသိမှုဆိုတဲ့အသိစိတ်တကြီးပွားတွတ်တဲ့ခြင်းရဲ့အကြောင်းတစ်ခုဖြစ်လို့ရသော်ဘုရားက38ဖြာမင်္ဂလာတရားထဲမှာလည်းပဲထက်သွင်းပြီးတော့ဟောပြောထားတာဘုရားဗန္ဓဝင်နေတည်နေတာ thank you သို့တော့အဲ့ဒီမင်္ဂလာတရားကိုတည်နေတော့လေကုသနာမှာလက်တွေ့ကျင့်သုံးမှုပြုဖို့လိုအပ်တယ်ဆိုတာတတိထားဖို့လိုအပ်တယ်မင်္ဂလာရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ကျေစုတည်တဲ့ပုဂ္ဂိုလ်ဖြစ်ရင်မင်္ဂလာရှိတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုပြောဘယ်လိုလဲမင်္ဂလာရှိပါတယ်ပြောပြောကျေစုမတိတတ်ဘူးကျေစုကမ်းတယ်ဆိုလို့ရှိရင် မင်္ဂလာမရှိဘူးဆိုတာထင်ရှားပါဒါကြောင့်ကိုကိုကိုမင်္ဂလာရှိအောင်လဲကိုပဲလုပ်တာမင်္ဂလာမရှိအောင်ဆိုတာလဲကိုပဲလုပ်တယ်အရာရာမှာတတိထားဖို့အတ္တမအရေးကြီးတယ်ဘုရားမြတ်စွာရဲ့အဆုံးအမတရားတွေဟာတကယ်တော့ကအစစ်မှန်တယ်ခေါ်ကြတာဖြစ် တွေးခေါ်မျှော်မြင်ပြီးအတွေးနဲ့လောက်ရမယ့်အရာတွေမဟုတ်ဘူးညဆရာဘုရားအဆုံးအမအလွန်လက်တွေ့ကြလက်တွေ့ကြသည့်အတွက်ကြောင့်လက်တွေ့ကြတဲ့တရားကိုလည်းပဲလက်တွေ့ကျင့်သုံးမှသာလဲကျိုးကျေးဇူးစွာဖြစ်နိုင်တယ်လက်တွေ့ကျင့်သုံးမှုမရှိဘူးခုလိုတရားဝဲကြီးတွေလောက်တယ်ဟုတ်တယ်အတိညာဉ်ရအောင်တရားနာကြတယ် ရလာတဲ့အသိဉာဏ်သုံးချဖို့လိုသေးတယ်အသုံးမချဘူးဆိုရင်ဘဝနဲ့တွဲဆက်မပေးဘူးဆိုလို့ရှိရင်တော့အသုံးဝင်တာဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့ရသဗျာကတရားနာတဲ့အခါမှာလည်းပဲနံပါတ်1တရားတော်ကိုနာယူရမယ်နံပါတ်2မှတ်သားရမယ်နံပါတ်3မှတ်သားထားတဲ့အတိုင်းအတိတ်ကိုဆင်ခြင်စဉ်းစားတတ်ရမယ် နံပါတ်၄လိုင်းနာจิตသုံးရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့လိုင်းနာจิตသုံးမှသာလင်းတရားဓမ္မရဲ့အသိပညာရဲ့တန်ဖိုးဟာပေါ်လွင်ထင်ရှားလာမှာဖြစ်တယ်တိရတိပါရဲ့မလုပ်ဘူးဆိုလို့ရှင်လေကြိုးကျေစုခံစားရမှာမဟုတ်ဘူးဒါကျေးဇူးခံစားခြင်းလို့ရှိရင် ။ရသဗျာတရားတော်ဆိုတာဆေးနဲ့အလားတရာတူတယ်။ယောဂပြောက်ခြင်းဆေးတော့ရတယ်လို့ကျေးကျေးဇူးကိုခံစားခြင်းနဲ့ဆိုရင်လက်တွေ့လိုက်တာကျင့်သုံးမှုလို့ရတယ်။ရသဗျာဟောတဲ့တရားဟာအချင်းချုပ်ပြီးပြောမယ်ဆိုရင်နှမျိုးတည်းပဲဟောတာ။တစ်မျိုးကတော့ရှောင်းရံနဲ့တစ်မျိုးကဆောင်းရံဒီနှစ်ခုပဲဟောတယ်။ဘယ်ဟာကိုမလုံးအောင်ဘယ်ဟာကိုလုံးအောင်မယ်ဒါပဲခွဲခြားဟောတယ်။ အကျဉ်းချုပ်လိုက်လို့ရှိရင်နှမျိုးအဲ့ဒီနှမျိုးဟာတဏ္ဏပုဂ္ဂိုလ်တွေအလွယ်တကူသိနိုင်လားဆိုတော့မသိနိုင်ဘူးမသိနိုင်သေးတဲ့အတွက်ကြောင့်ရှောင်ရမယ့်အရာလုပ်ခြင်းလုပ်မိပြီဆောင်ရမယ့်အရာလည်းရှောင်ခြင်းရှောင်နေပြီတတ်ပေါ့အဲ့ဒါကြောင့်မို့ဘဝမှာလုံးတဲ့နာနဲ့မလုံးတဲ့နာရှောင်ရံဆောင်ရံဆိုတာတွေကိုကွဲကွဲပြားပြားသိရှိဖို့ဖြစ် တရားနာကြဖြစ်တယ်ဘုရားရဲ့အဆုံးအမတွေရဖို့